မင်္ဂလာပါဒီနေ့မှာတော့နေသာလန်ကိုရောက်တဲ့အခါမှာမြို့တော်ဌာနကိုဘယ်ချိန်မှာဆက်သွယ်ရမလဲအကြောင်းကြားမယ်ဆိုတဲ့ဘိုင်းလေးကိုပြပြပေးချင်ပါတယ်။အတော့ပထမတစ်ခုက the Gemeinde ဆိုတော့ဒါမြို့တော်ဌာနပေါ့နော်။ Nor her Gemeindehaus als er it is verändert အဲ့တော့တစ်ခုခုပြောင်းလဲဖြစ်တယ်ဆိုရင်မြို့တော်ဌာနကိုအကြောင်းကြားရပါမယ်။ Idrein mod in Kaskriven stand in der Gemeinden war high wohnt. ဲ့တော့လူတိုင်းဒီကိုနေတဲ့မြို့တော်ဌာနကိုနေတဲ့နေရာရဲ့မြို့တော်ဌာနမှာ registration လုပ်ရပါမယ်။ Alle Informationen über Jahr stored in the computer von der Gemeinde bei Vorbild je Adresse, je Nationalität and so forth. အဲ့တော့သင်ရဲ့ information အကုန်လုံးကိုမြို့တော်ဌာနရဲ့ကွန်ပျူတာထဲမှာတင်ထားပါတယ်။ဥပမာသင်ရဲ့လိပ်စာသင်ရဲ့လူမျိုးအစရှိသဖြင့်ပေါ့တဲ့။ als er is verändert, muss jeder durchheben in der Gemeinde. အဲ့တော့တခုခုပြောင်းလဲဖြစ်တယ်ဆိုရင်မျိုးတော်ဌာနကိုအကြောင်းကြားရပါမယ်။ Sie müssen dann altijd ihr Identitätsbeweis laden sind. အဲ့တော့ကိုယ့်ရဲ့ ID card ကိုယူသွားရမယ်။အများရန်သူတို့ကြည့်ရပေါ့နော်။ Sie müssen nach Gemeindehaus um entkräften den Dun als. ဲ့တော့ဘယ်အခြေအနေမှာမျိုးတော်ဌာနမှာ declaration ပေါ့နော်အကြောင်းကြားရမလဲဆိုရင် ye and kind habt gekregen i don't think ကလေးမွေးတဲ့အခါမှာကြောင်းကြားရမယ် ye kha trauen of official salmon wonen တရားဝင်လက်တူနေထိုင်တဲ့အခါမှာဖြစ်စေဒါမှမဟုတ်လက်ထက်တဲ့အခါမှာဖြစ်စေကြောင်းကြရပါမယ်ရီခါစခိုင်ဒန်ဆိုတော့တင်းအိမ်အောင်ကွဲတဲ့အခါမှာလည်းကြောင်းကြရမယ် er iemand met wie je in huis woont gestorven is. အဲ့တော့အိမ်မှာကိုနဲ့အတူနေတဲ့တူဦးဆုံးပါတယ်ဆိုရင်လည်းအကြောင်းကြားရမယ်။အဲ့တော့ဒါမိသားစုဝင်မရမဟုတ်ဘူး။ကိုအိမ်မှာအတူနေထိုင်တဲ့သူတူဦးဆုံးတယ်ဆိုရင်လည်းအကြောင်းကြားရပါမယ်။ Yi hat verhausen ကိုအိမ်ပြောင်းတဲ့အခါမှာလည်းအကြောင်းကြားရမယ်။ Yi bauen Nederland hat wohnen အဲ့တော့ကိုဒီ Nederland ပြင်ပမှာသွားပြီးနေမယ်ဆိုရင်လည်းအကြောင်းကြားရမယ်။ နေမယ်ဆိုတာကြတော့ဒီလိုမျိုးအလဲသွားတာတွေဘာတွေကိုပြောတာမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့မူရင်းနေနေတဲ့ base နေရာကြီးပြောင်းသွားတာဒါမှမဟုတ်ရင်သူတို့တတ်မှတ်ထားတဲ့ရက်ထက်ကျော်လွန်ပြီးနေတဲ့ဟာမျိုးဆိုရင်အကြောင်းကြားရမယ်အဲ့တော့အောက်ဆုံးတစ်ခုကကြတော့ for days a day khan mood is now na her coming den house အဲ့တော့အပေါ်မှာပြောထားတဲ့ဟာတွေဆိုလို့ရှိရင်မြို့တော်ဌာနကိုအမြန်ဆုံးအကြောင်းကြားရပါမယ် as en kind geboren is bijvoorbeeld binnen drie dagen. Het door klimmen solution no, toen je het weer zo'n jam op je paard. တော့ဒီနေ့မှာတော့မြို့တော်ဌာနကိုဘယ်လိုအခြေအနေမျိုးမှာကြောင်ကြမလို့ဆိုတဲ့အကြောင်းကိုပြပြပေးတာဖြစ်ပါတယ်အားလုံးစင်ပြပါစေဘေဘာ